အစ္စရေးကအီရန်ကိုတိုက်ခိုက်ရမှာမိမိတို့မပါဘူးလို့အမေရိကန်သမ္မတထရန့်ကဘလို့ပဲညင်းပေမဲ့ထွက်ပေါ်လာတဲ့သတင်းချက်လက်အခြေခံတွေအရအမေရိကန်ဟာနောက်ွယ်ကနေအစ္စရေးကိုအပြေအဝထောက်ပံ့ပေးတယ်ဆိုတဲ့ချက်တွေပေါ်ထွက်လာပြီပဲဖြစ်ပါလိမ့်။ဘာဖြစ်လို့လဲဆိုတော့အစ္စရေးကအီရန်ကိုတိုက်မဲ့ညမှာအမေရိကန်ပင်ကိုစစ်ထောင်တဲ့တခုလုံးပြားပန်းခတ်အောင်လှုပ်ရှုပ်နေတယ်လို့ဆိုပါတယ်။သမ္မတအင်ပီရိုမှာလည်းသမ္မတထရန့်ရဲ့အစိုးရအဖွဲ့ဟာညာလိုပေါ့ကို ဆွေးနွေးမှုတွေလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်လာပါလိမ့်။နောက်ပြီးတော့အစ္စရေးကတိုက်တဲ့ဟာကအီရန်နဲ့အမေရိကန်နျူကလ িয়ার ဆွေးနွေးပွဲပြက်လူစတဲ့အခြေအနေဖြစ်သွားပြီးတဲ့နောက်မှာအမေရိကန်ကမီးစိမ်းပြလိုက်ပုံရတယ်လို့လည်းဆိုပါတယ်။ဒါကြောင့်အစ္စရေးမျိုးနေတန်ယာဟုဟာနိုင်ငံသမားထရန့်ရဲ့အမိန့်ကိုခံပြီးတော့အစ္စရေးကိုတိုက်ခိုက်တာဆိုတဲ့သုံးသပ်ချက်တွေလည်းထွက်နေပါလိမ့်။ အပြာလန်အားဖြင့်အီရန်ကလည်းအစ္စရေးကိုလက်စားချေတဲ့အနေနဲ့ဒုံးကျည်ပေါင်း800နီးပါးနဲ့ပြစ်ခတ်တိုက်ခဲ့ပေမဲ့အမေရိကန်ကတဝက်လောက်ကိုကြားဖြတ်ပြစ်ချပေးခဲ့တယ်လို့သိရပါတယ်။ဒါအိုအမေရိကန်ကအစ္စရေးကိုကူညီပေးတာလို့ဆိုပါတယ်။ဒါပေမဲ့ဒီစပွဲမှာကျွန်တော်တို့မပါဘူးလို့အမေရိကန်သမ္မတထရန့်ကတော့ခုချိန်ထိပြုံးပြုံးတင်းတင်းပဲပြောနေစေဖြစ်ပါလိမ့်။ အီရန်နျူကလ িয়ার ဆဲအုံတွေနဲ့ထိုက်တန်းစစ်ကောင်းဆောင်တွေပေါ်အစ္စရေးတိုက်ခိုက်မှုကိုလက်တုံ့ပြန်နေနေတဲ့အီရန်ကဖြစ်လိုက်တဲ့ဒုံးကျည်တွေကိုအမေရိကန်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ရေတပ်ဖြတ်သန်းမှုတွေကကူညီပစ်ချခဲ့တယ်လို့သိရပါတယ်မြေရေပင်လေကနေဖြစ်တာလို့ဆိုပါတယ်အမေရိကန်မှာမြေပြင်ခြေဆက်ဖက်ထရီရောက်ဒုံးကျည်ကာကွယ်စနစ်နဲ့အရှေ့လယ်ဘက်မှာထားရှိတဲ့ Terminal High Altitude လေကြောင်းရံကာကွယ်စနစ်တွေရှိပြီးတော့ Israel ရဲ့ကနဦးတိုက်ခိုက်မှုအတွက်အီရန်ကလက်တုံ့ပြန်ဖြစ်ခဲ့တဲ့ပယ်ထင်းဒုံးကျည်တွေကို၎င်းတို့ကကြားဖြတ်ဟန့်တာပေးခဲ့တာဖြစ်ပါတယ် မြေရဲပက်လည်းရှေ့ဘက်မှာရှိတဲ့ရေတပ်ဖြတ်သိမ်းမှုတစ်စင်းကလည်းအစ္စရေးဘက်ကိုဥတီသွားတဲ့အီရန်ဒုံးကြီးတွေကိုပစ်ချခဲ့တယ်ဆိုပါတယ်အမေရိကန်ဟာရှေ့ပလယ်ပိုင်းမှာရှိတဲ့သင်းမောတွေပါဝင်စစ်ပဆိုင်ရာရေမြစ်တွေကိုရွှေ့ပြောင်းပြီးတိုက်ခိုက်မှုတွေကိုတုံ့ပြန်နေပါတယ်ပယ်ထင်းဒုံးကြီးတွေကိုခုခံကာကွယ်နိုင်တဲ့အမေရိကန်ဖြတ်သိမ်းမှု USS Thomas Hunter မြေရဲပက်လည်းနောက်ဘက်မှာရှေ့ဘက်ကိုရွံ့လွင်မှုညွှန်ကြားထားတယ်လို့အင်ဂျီနီယာကတောင်းဆိုလာပါကအသေးအနေထားဖြစ်စီဖို့ဒုတိယဖြတ်သိမ်းမှုတစ်စင်းဟာရှေ့ကို ိုးလာဖို့ညွှန်ကြားထားတယ်လို့အမေရိကန်တာဝန်ရှိသူတွေကပြောပါတယ်မရိကန်တက်လီနေဟာလူပုဂ္ဂိုလ်တွေနဲ့စစ်စင်မှုကိုကောက်ကွယ်ဖို့အတွက်အရှိအလယ်ပိုင်းကောင်းကင်ရံမှာလည်းကင်းလည်နေပြီးဒေတာတွေမှာရှိတဲ့ latest scan တွေမှာလုံခြုံရေးသတိထားမှုတွေထပ်မံလုံဆောင်နေတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။မရိကန်သမ္မတ Trump က၎င်းရဲ့မျိုးသားလုံခြုံရေးကောင်စီကြီးခဲ့တဲ့နေနဲ့တွေ့ဆုံခဲ့ပြီးရွေးချယ်စရာနီးလန်းနေဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ ပုံမှန်အားဖြင့်တပ်ဖွဲ့ဝင်3000ခန့်အားရှေ့လယ်ပိုင်းမှာခြေဆက်ပြီးမဲ့ခုကတပ်ဖွဲ့ဝင်4000ခန့်တော်မှာတိုးသွားပြီဆိုပါတယ်။ရီမင်မှာရှိတဲ့အီရန်ကျောင်းထောင်းနောက်ခံမျိုးခုတီတက်တွေကလည်းပင်လယ်နီမှာရှိတဲ့ကုန်တော်ရေးစတင်မော်တွေကိုအဆက်မပြတ်တိုက်ခိုက်လို့အစ္စရေးနဲ့အီရန်တို့ကြားတင်းမောင်းမှုတွေဖြစ်ပေါ်ချိန်အဲ့ဒီအရေးအတွက်ဟာ4000 3000ထိမြင့်တက်လာတာဖြစ်ပါတယ်။ American ရဲ့ လေနေသိမောကြီး USS Carrizan ဟာလည်းအာရီပြပင်လယ်မှာရှိပြီးဒေသတွင်းမှာရှိတဲ့တစည်းတဲသောလေနေသိမောဖြစ်ပါတယ်။တမနာထွန်းအမင်းကိုစောင့်နေတယ်လို့လည်းသိရပါတယ်။တမနာထွန်းကတော့ Israel ရဲ့စစ်စီရေးအထူးအောင်မြင်တယ်လို့ပြောပြီးအချိန်မလောင်းခင်ညှိနှိုင်းမှု Iran ကိုသတိပေးနေပါတယ်။ Iran ကို Israel လေကြောင်းတိုက်ခိုက်မှုဟာအကြီးကျယ်အောင်မြင်ခဲ့တဲ့စစ်စီရေးပါလို့ American တမနာထွန်းကချီးကျူးလိုက်ပြီး Iran နေနဲ့ဘာတစ်ခုမှအဖက်ဆယ်စရာမကြံတော့တဲ့အဆင့်ထိမရောက်ခင် ညှိနှိုင်းမှုတွေလုပ်တင်ပြီလို့ပြောသွားပါတယ်။အီရန်နျူကလ িয়ার နည်းပညာမြင့်တင်မှုကိုထိန်းချုပ်ဖို့အမေရိကန်ကထိတွေ့ဆွေးနွေးမှုလှုပ်ဆောင်ခဲ့ပြီးမှအောင်မြင်ခဲ့တဲ့နောက်ဇွန်စပွဲနေ့မှာအစ္စရေးကအီရန်ပိုင်နယ်တက်ကနျူကလ িয়ার နည်းပညာဆိုင်ရာအဆောင်တွေစစ်ခန်းတွေလက်နက်စနစ်တွေကိုလေကြောင်းကနေပြင်းထန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အစ္စရေးကအီရန်ကနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်မယ်ဆိုရင် အစ္စရေးရဲ့ရှင်းတန်ရည်တည်မှုကိုချိန်ချောက်လာမှာဖြစ်လို့အဲ့ဒီချိန်ချောက်မှုကိုဖျက်ဆီးဖို့စစ်စင်ရေလှုပ်ဆောင်တာလို့ကြေညာထားပါတယ် ညပိုင်းမှာအီရန်ကအစ္စရေးကိုဒုံးကျည်နေတဲ့လက်တော့မြတ်တိုက်ခတ်လို့ဂျေယုစရီနဲ့တယ်လီဗီမျိုးတွေမှာထိခိုက်ပျက်စီးတဲ့အရမှုတွေအများကြီးရှိလာပါတယ်။ CNN သတင်းဌာနကအီရန်အစ္စရေးရဲ့ပတ်သက်လို့အစ္စရေးကအမာကမဟာမိတ်အမေရိကန်သမ္မတထံကိုဖုန်းဆက်ပြီးအင်တာဗျူးတက်တာထရန့်ကအစ္စရေးဘက်ကလည်းထောက်ခံရည်တည်မှာလို့ဖြေပါတယ်။နောက်ပြီးတော့အစ္စရေးရဲ့တိုက်ခိုက်မှုဟာရလပိုင်းအရာရအောင်မြင်တဲ့စစ်ဆင်ရေးမျိုးဖြစ်ခဲ့တယ်လို့ထရန့်ကဆိုပါတယ်။ Israel စစ်တပ်ဟာအဲ့ဒီတိုက်ခိုက်မှုမှာတိုက်လေရင်အစီး200လောက်တုံးခဲ့တာပါ။ ထရန့်ကအီရန်အနေနဲ့သူပြောတဲ့စကားကိုသေးချာနားထောင်ခဲ့တဲ့ကြောင့်တဘောတူညီမှုတစ်ခုရနိုင်ဖို့အီရန်ကိုသူဟာရက်60တမှတ်ပြီးစောင့်ပေးခဲ့ကြောင်းခုတော့60ရမြောင်နေ့ဖြစ်သွားပြီလို့ဆိုပါတယ်။တနည်းအားဖြင့်သူချိန်ပေးတဲ့တမတ်ကာလကိုမှာအစ္စရေးဟာအီရန်ကိုစတင်တိုက်ခတ်လာလို့ထွန်းကဆိုပါလေ။ထရန့်ရဲ့ပြောဆိုယူဆချက်တွေကြောင့်အဲ့ဒီမှာနောက်ကွယ်ကနေအမေရိကန်ရှိတယ်ဆိုတာလေဗီမာစတင်တော်တယ်လို့ထင်ရှားတယ်လို့အီရန်ကပြောပါလေ။ ခုတော့အီရန်ဟာရရနောက်မကျသွားခင်ချိန်လေးကိုနားလည်ပြီးတော့ဆွေးနွေးပွဲဇွဲဝိုင်းဒီပြလာသိမိဖြစ်ကြောင်းအီရန်မှာသူတိထားတဲ့ရန်သဘောထားတင်းမာတဲ့ပုံကိုယ်တွေကတော့တေကုန်ပြီလို့ထွက်လာဆိုပါတယ်ခါအီရန်နေနဲ့ဘာမှမကြံတော့တဲ့အဆင့်ထိဖြစ်မသွားခင်နျူကလ িয়ার ရေးဆွေးနွေးမှုသဘောတူညီမှုတစ်ခုရှာဖွေသိနေပြီဆိုပါတယ်မဟုတ်ရင်အစ္စရေးစီကတိုက်ခိုက်မှုတွေဟာပိုပြီးကြမ်းတမ်းပြင်းထန်လာတဲ့ကြောင့်လည်းလူမှုကွန်ရက်မှာတတိပေးထားပါတယ် တဖက်မှာတော့ထရန်နိုင်ငံကြီးဝင်ဒီမှာကိုရီးယားပြည်ကသမရနဲ့ရှင်ပူပျော်ပြောင်းတဲ့အုံနှုတ်ရွေးချယ်ထားပြီးတော့အစ္စရေးကအီရန်ကိုတိုက်တဲ့ကိစ္စမှာအမေရိကန်တိုင်းရဲ့ပတ်သက်မှုလုံးဝမရှိဘူးလို့ခုချိန်ထိညင်းဆက်ပါအစ္စရေးကအီရန်ပေါ်တစ်ဖက်သက်အေးအေးဆုံးဖြတ်မှုလုပ်ခဲ့ကြောင်းအီရန်ပေါ်တိုက်ခိုက်မှုမှာအမေရိကန်ကလုံးဝပါဝင်ပတ်သက်မှုရှိခဲ့တယ်လို့အမေရိကန်ရဲ့လက်ရှိကူးစားပေးရည်မှန်းချက်ဟာဒေတာတွင်ဖြန့်ကျက်ထားတဲ့အမေရိကန်တပ်တွေရဲ့လုံခြုံရေးသားဖြစ်တယ်လို့မာကိုရူဘီယိုကပြောသွားပါတယ်။အခုလိုမျိုးအီရန်ပေါ်အစ္စရေးရဲ့ လေကြောင်းကြီးကြတဲ့ခက်မှုလုံးဝလက်မခံဘူးလို့ရုရှားဘက်ကပြောပါတယ်။အီရန်ဘောလေကြောင်းကနေကြီးကြတဲ့ခက်တဲ့အစ္စရေးလုပ်ရုပ်ကိုပြင်းထန်ကောက်ကွက်ရှုတ်ချကြောင်းရုရှားနိုင်ငံကြီးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။အစ္စရေးရဲ့စစ်ရေးစွန့်စားမှုတွေဟာဒေတာတွင်းတည်ငြိမ်ရေးနဲ့လုံခြုံရေးကိုချင်းချောက်စေလို့ကျူးကျော်ရန်ဆောင်မှုရဲ့နောက်ဆက်တွဲအကျိုးဆက်အားလုံးကိုအစ္စရေးကပဲပြေဝတောင်းယူရမယ်လို့ပြောပါတယ်။အီရန်ကချုပ်ချအာဏာပိုင်နိုင်ငံဖြစ်သလိုအေဂျင်စွာအနာယူအိတ်ဆက်တဲ့အီရန်ပြည်သူတွေမျိုးတွေနဲ့နျူကလ িয়ার စွမ်းအင်ဆိုင်ရာအခြေခံစောင့်တွေပေါ်တိုက်ခိုက်မှုလုံးဝလက်မခံနိုင်ဘူးလို့ ရုရှားကပြောပါတယ်နိုင်ငံတကာအနေနဲ့ဒေတာတွင်းငင်းချင်းနဲ့နိုင်ငံတကာလုံခြုံရေးကိုပြက်ပြားစေတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုပြည့်ပြည့်တတ်တာဆန့်ကျင်ကြပါလို့ရုရှားနိုင်ငံကြ ాయి ဝန်ကြီးဌာနပြောရေးဆိုခွင့်ရအမျိုးသမီးမာရီယာဇာခါရိုဘာကဆိုပါတယ်အီရန်ဘောအစ္စရေးရဲ့အဲ့ဒီလိုမျိုးတိုက်ခိုက်မှုကိုစိုးရိမ်မိတယ်လို့တရုတ်ကလည်းပြောပါတယ်နျူကလ িয়ার နဲ့စစ်ရေးဆိုင်ရာနေရာတွေပါဝင်အီရန်ကိုအစ္စရေးတိုက်ခိုက်မှုပေါ်အလေးနက်စိုးရိမ်မကင်းဖြစ်မိတယ်လို့တရုတ်ကလည်းကြေညာလာပါတယ် အီရန်ရဲ့ချုပ်ချအာဏာချိုးဖောက်မှုတွေနဲ့တင်းမောက်မှုတွေဖြေလျှော့ချဖို့ကမ်းလှမ်းခဲ့ပါတယ်။တရုတ်ဘက်ကတော့ဒီလိုလုပ်ရကြောင်ဖြစ်ပေါ်လာနေတဲ့ဆိုးဝါးတဲ့ကြိုးစက်တွေအတွက်အင်မတန်စိုးရိမ်ပြီးပါတယ်လို့တရုတ်နိုင်ငံကြီးဝန်ကြီးဌာနကပြောရေးဆိုခွင့်ရပုဂ္ဂိုလ်လင်ကျန်းကဆိုပါတယ်။အရှေ့လက်ပိုင်းဒေသတို့ညီကြေးနဲ့ဒီညီကြီးကိုမြင့်တင်ပြီးတင်းမမှုတွေထပ်မံတိုးမလောက်အောင်ရှောင်ရှားဖို့သက်ဆိုင်ရာအဖွဲ့အစည်းကိုတရုတ်ကတောင်းဆိုတယ်လို့ဆိုပါတယ်။တီဟီရန်ဟာအမေရိကန်ရဲ့ဓာတ်ခတ်ပိတ်ဆို့မှုကိုတုံ့ပြန်နေတော့ပဲဖြစ်ပါတယ်။ တရုတ်ဟာသူ့ရဲ့အကြီးဆုံးကုန်သွယ်မိတ်ဖက်ဒီကရေနံဝယ်ယူသူဖြစ်အီရန်နဲ့နေကတဲ့ဆက်ဆံရေးရှိနေတာပဲဖြစ်ပါတယ်။ဒါပြင်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှအီရန်ကို အစ္စရေးရဲ့စတင်တဲ့ခံမှုကိုကုလရုရှားတရုတ်တို့ကအပြင်းထန်ရှုတ်ချနေတယ်လို့သိရပါတယ်။ CNN ရဲ့ရှိတဲ့လှုပ်ရှားမှုမှန်သမျှနဲ့ချက်ချင်းရတက်မှုပြောနေပါတယ်။ကုလသမဂ္ဂဆိုင်ရာတရုတ်မျိုးမြဲတဲ့ကိုယ်စားလှယ်ကလည်းလုံခြုံရေးကောင်စီမှကျင်းပတဲ့ရှေ့လက်ပတ်ဆိုင်ရာရေးပေါ်တကဖွင့်အစည်းအဝေးမှာပြောခဲ့တာက တရုတ်အနေနဲ့ဒီကိစ္စကိုလုံးဝမထောက်ခံဘူးပြောပါလေလာဒူကူလာသမဂ္ဂဆိုင်ရာရုရှားသမ္မတတန်တမန်ဗာစီလီနီဗန်ညာကလည်းအီရန်နျူကလ িয়ার စုံတွေပေါ်အစ္စရေးလေကြောင်းတစ်ခတ်မှုရှုတ်ချပါတယ်အနောက်ဂျေရုဆလင်အစ္စရေးဟာနောက်အုပ်စုနိုင်ငံတွေရဲ့ကြောထောက်နောက်ခံမှုကိုရယူပြီးတော့အခုလိုမျိုးသူတို့ကရန်ကားနေတာဖြစ်တယ်လို့လုံခြုံရေးကောင်စီစီးမားရုရှားကပြင်းပြင်းထန်ထန်ဆွဆွဲပါတယ်။ဒါဟာနောက်ွယ်ကားဆိုတာဟာအဓိကအဖြစ်အမေရိကန်ကိုယဉ်ညွန်းပြီးပြောတာပဲဖြစ်ပါလိမ့်။အမေရိကန်ကတော့ အခုလိုမျိုး Israel ကိုအရေးယူတဲ့ကိစ္စတွေမှန်သမျှလုံးဝလက်မခံဘဲဗီဒီယိုအာနာနဲ့ပယ်ချနေတော့မှဖြစ်ပါတယ်။ကုလသမဂ္ဂအထွေထွေအမှုချုပ်အန်တိုနီယိုဂူဒါရက်စ်ကတော့လက်ရှိဖြစ်နေတဲ့ကိစ္စတွေကိုလုံးဝစိတ်မကောင်းကြောင်း ဒီမှာမူကိုရှော့ချဖို့အစ္စရေးနဲ့အီရန်အနေနဲ့လှုပ်တင်ကြောင်းပြောပါတယ်လိုအပ်ပါကမိမိအနေနဲ့ဂျာဝင်ပြီးတော့စေဆက်ဆွေးနွေးညှိနှိုင်းပေးမယ်လို့ဆိုပါတယ်အစ္စရေးကအီရန်နျူကလ িয়ার စေုံတွေကိုပုံကျတယ်အီရန်ကလည်းတယ်လီဗီမျိုးတော်ကိုဒုံးကျည်နဲ့တိုက်ခိုက်တယ်တော်သိမ့်ပါပြီရတန်းအမချင်းရောက်ပါပြီငင်းကြီးနဲ့တနမန်နီလောက်ကိုပဲတုံးကြပါလို့ဂူဒါရက်စ်ကပြောပါတယ် ။လက်ရှိမှာတော့အစ္စရေးနဲ့အီရန်တို့ဟာဒုံးကျည်တွေနဲ့ပြန်လည်ဆက်လက်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။အစ္စရေးဟာအီရန်နျူကလ িয়ার လက်နက်မထုတ်လုပ်နိုင်စေဖို့နျူကလ িয়ার စေုံတွေပြင်းထန်တိုက်ခိုက်ပြီးနောက်အီရန်ကလည်းပယ်ထင်းဒုံးတွေနဲ့ပြန်လည်တိုက်ခိုက်ပါတယ်။အစ္စရေးရဲ့အကြီးဆုံးမြို့တွေပြတဲလ်ဘီနဲ့ဂျေရုဆလင်မှာအီရန်ရဲ့ဒုံးကျည်တွေကြောင့်လေကြောင်းရသတိပေးချက်တွေလည်းထွက်ပေါ်နေပြီးဒေသခံတွေဟာတင်းရှောင်နေရပါတယ်။အီရန်ဒုံးကျည်တွေကိုတားဆီးဖို့အစ္စရေးရဲ့လေကြောင်းအကောင်အဝေးစနစ်တွေလှုပ်လှုပ်ခဲ့တယ်လို့ဆိုရမှာပါ။ ကယ်ဆယ်ရေးဖွဲ့တွေကတော့နိုင်ငံတကာရှိနေရာအနှံ့အပြားမှာဒုံးကျည်ကြောက်ပောက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးအသေးပြောက်မရသေးမသိရသေးဘူးလို့ပြောပါတယ်ဒီတော်တွင်အီရန်နိုင်ငံမျိုးတီအီအမ်မှာလည်းအစ္စရေးအပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်ဒုံးကျည်တန်တွေညံနေပါတယ် အီရန်ဟာမနေ့ကလည်းဒုံးကျည်အစင်းတရားထက်မနည်းပြစ်ခတ်ခဲ့ပြီးအများစုကိုကြားဖြတ်ဟန်တောင်းနိုင်ခဲ့တယ်လို့အစ္စရေးကပြောပါတယ်။တကယ်တော့အစ္စရေးကိုဒုံးကျည်အစင်းတထောင်နဲ့ပြစ်ဖို့အီရန်ရဲ့ဘာသာရေးခေါင်းဆောင်ကြီးအရာဒူလာအလီခါမေနီကမိန့်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့အစ္စရေးရဲ့အစွမ်းထက်တဲ့လေကြောင်းအကွယ်ရေးစနစ်တွေကြောင့်အီရန်ဒုံးကျည်တွေဟာထင်သလောက်မတိုးပေါက်ခဲ့ဘူးလို့သိရပါတယ်။အစ္စရေးကတော့မိမိတို့အနေနဲ့ဆက်လက်တိုက်ခိုက်နေအောင်မယ်ဆိုပြီးပြောပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့အီရန်အနေနဲ့နျူကလ িয়ার ရည်မှန်းချက်ကိုဆွန့်လွှတ်မှုမရှိမချင်းမိမိတို့ကတော့တိုက်ခိုက်မယ်လို့ပြောပါလိမ့်။လောလောဆယ်မှာအီရန်ဘက်ကအပြန်အလှန်တိုက်ခိုက်မှုကြောင့်အစ္စရေးဘက်မှာလည်းလူ၃ဦးသေပြီးတော့လူ150ကျော်ဒဏ်ရာရတယ်ဆိုပြီးတော့တရုတ်ရှင်းဟွာသတင်းဌာနကပြောပါလိမ့်။အခုလိုမျိုးစစ်ပွဲတွေကိုရတန်းကရက်တင်တယ်လို့တရုတ်သမ္မတရှီကျင်းဖင်ကပြောပါတယ်။ကဘာကြီးဟာခြေနေပုံမှုဆိုးရလာပါလေ ်ဒီလိုအခြေအနေပုံမဆိုးရလာတဲ့အတွက်ကြောင့်နှစ်ဖက်လုံးကတိုက်ခိုက်မှုတွေကိုရပ်တန့်ရမယ်လို့ပြောပါတယ်လောလောဆယ်မှာလူသုံးဦးသေပြီးတော့လူ150ကျော်ထဏ်ရခဲ့တယ်လို့အစ်ဇွေးမီဒီယာတွေကဇွန်လ14ရက်နေ့ကထုတ်ပြန်ကြေညာသိရပါတယ်နှစ်ဖက်အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုတွေက ရှိနေပြီးအစ်ဇွေးကတော့အီရန်ကို နောက်ထပ်တိုက်ခိုက်သွားဖို့ကြေညာထားတာပဲဖြစ်ပါတယ်အီရန်နဲ့အစ္စရေးပြည်ပကကြောင့်အာရှမှာရှယ်ယာဈေးတွေကျပြီးတော့ယင်းနယ်ဈေးကတော့ ခုံတက်နေတယ်လို့သိရပါတယ်။ရေနယ်စိမ်းပြက်လက်မှုတွေလည်းဖြစ်သွားမှာကိုစိုးရိမ်နေတယ်လို့ Nikkei Asia ကဖော်ပြပါတယ်။ဂျပန်နိုင်ငံမှာယန်ငွေကြေးကလွယ်ပြီးအာရှနိုင်ငံများစုရဲ့သုံးငွေကြေးတွေကတက်မှုတွေဟာတော်တော်လေးကိုကျဆင်းနေတယ်လို့သိရပါတယ်။ဒါအပြင်ရွှေဈေးကလည်းတော်တော်လေးကို မြင့်တက်နေတယ်လို့သိရပါတယ်။